ဇဝင်ကျွတ်တော့လည်းပဲအန်တူးကြသေးတာပဲပရေဒီတွန့်လာတဲ့အခါလည်းပဲပိုတောက်ဆွဲဆေးထိုးပြီးအန်တူးကြပြန်တာပဲအဲ့တော့ဘယ်လိုပဲအန်တူတူနောက်ဆုံးကျတော့အရှုံးဟာအရှုံးပဲဘဝပြန်ရောက်သွားတာပဲဖြစ်တယ်ကောမြတ်စွာဘုရားကဟောထားတာအရှိပဂရိကိုပဂရိတိုင်းမြင်မှာဘဝဆိုတာဟာအဆိုးကြီးမဟုတ်ပါဘူးမြတ်စွာဘုရားက ဘဝမှာကောင်းတာလည်းရှိပါတယ်ဆိုးတာလည်းရှိပါတယ်အကောင်းနဲ့အဆိုးနှမျိုးခွဲခြားပြီးတော့ဟောတယ်သို့တော်မြတ်စွာဘုရားကသရဝတိဘဝကိုမတွေ့တတ်အောင်ဟောတဲ့အခါကျတော့ပစ္စမစဉ်အဆိုးမြင်ဝါဒကြီးလို့ဖြစ်နေတယ်ပေါ့တကယ်ကတော့ realism ဆိုရင်အမှန်မြင်ဝါဒသာလင်းဖြစ်တယ်အဆိုးကြီးမြင်တာမဟုတ်ဘူးကောင်းတဲ့အကွက်ကိုလည်းကောင်းတယ်လို့ပြောတယ်မကောင်းတဲ့အကွက်ကိုလည်းမကောင်းဘူးလို့ပြောတယ် ဒါဖြင့်ဘဝမှာကျင့်တတ်เสียာဘာရှိလဲလို့မေးကြည့်ကိုယ့်အကိုဖြေရှားကြည့်ငါလူ့ဘဝရလာတယ်ကျင့်တတ်เสียာဘာကောင်းလဲဆိုဘဝကိုအကြောင်းပြုပြီးစိတ်ချမ်းသာမှုကိုချမ်းသာမှုရတာဆိုလို့ရှိရင်ဒါဘဝရဲ့ကျင့်တတ်เสียာလေဘဝကိုအခြေခံပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခွင့်ရတယ်ဒါနလုပ်ခွင့်ရတယ်သီလဆောက်တည်ခွင့်ရတယ်ပါရမီကုသိုလ်တွေဖြစ်အောင်လုပ်ခွင့်ရဒါကောင်းွက်လို့ခေါ်တယ် ဘဝကိုအကြောင်းပြုပြီးတော့ဒုက္ခသောမနတကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေကိုရတယ်ဒါဘဝရဲ့ခြေနှက်ဆရာအတ္တရာလို့ခေါ်တယ်ဒါဖြင့်အဲ့ဒါတွင်ရှိတာလားလို့ဆက်တွေးကြည့်လိုက်ဘဝဟာအနိစ္စသာဝရတည်မြဲနေမှာမဟုတ်ဘူးရုပ်လာတဲ့ပုဂ္ဂိုလ်ကလည်းပဲလှပတဲ့ယုတ်ကလေးကမြဲနေမှာမဟုတ်ဘူး နုပြိုတဲ့ပုဂ္ဂိုလ်ကလည်းဒီနုပြိုမှုတွေကစင်ထာဝရမဟုတ်ဘူးနော်အဲ့ဒီအရာခတ်သိဟာပြောင်းလဲပြီးတော့နေတာဖြစ်သောကြောင့်လှပတဲ့ပုဂ္ဂိုလ်ကလည်းမလှမပဖြစ်သွားမှာပဲနုပြိုတဲ့ပုဂ္ဂိုလ်ကလည်းပဲဒီကျန်တဲ့ရင်ရောဥမင်းနဲ့အသင်္တရန်ဒီရရှိလာမှာပဲဖြစ်တဲ့ကျမ်းမာနေတဲ့ပုဂ္ဂိုလ်ကလည်းအစဉ်ကျမ်းမာမှာမဟုတ်ဘူး မကြမ်းမမှာယောဂဝေဒနာရတဲ့အချိန်ဆိုတော့ရှိတယ်။အစင်သာဝရလူတွေဟာကြမ်းမာပြီးဖြတ်လက်ပြီးအစင်သာဝရပျော်ရွှင်နေသလားလို့ဆိုမဟုတ်ဘူး။မပျော်ရွှင်ရမယ့်အချိန်ခါမျိုးတွေလည်းဖြစ်လာတယ်ဆိုဘယ်ရာမှမမြဲဘူးဆိုရင်ဝိပရိနာမဓမ္မအစိုးဘက်ကိုပြောင်းနေတဲ့သဘောတွေဟာဘဝမှာကျင့်သက်ဆရာမကောင်းတာတွေပဲ။